ကြံပွဲမှာစင်တွဲပြီးတော့ဆူလိုက်ရမှာတီးလိုက်ရမှာအဲ့အလူညာသမားဖြစ်ရတာနဲ့ကြံပွဲမဆူအောင်မတီးရအောင်ဆိုလို့ရှိရင်အဲ့လူကဘုံဝင်မကြောက်လုံးဝမြမလူမျိုးပဲဖြစ်ဖြစ်ဘာပဲဖြစ်ပါတော့ကြံဆိုပြီးဆူလို့ရှိရင်ဒါမန္တလေးမြို့မှာဒါတန်းမြင်တာပဲလေကြံကားဆိုလည်းဘွားတစ်ချက်လုံးပါတော့ကြံမူးဒါဟိုကြံထရိတ်မတ်အကောင်းဆုံးပေါ့နော်နောက်နောက်ပိုင်းကျတော့ဒီဘရော့ကပွဲတွေပါလို့ဟိုဆက်ဆိုင်ကာလီတော်တော်ကောင်းတယ်လေအခုကြံနာလေးတို့ကြံစင်းလေးကြားလိုက်တာနဲ့ကြံဘူးကထားတယ် ညာသမားမှန်သမားတီးရလူပဲဖြစ်ဖြစ်ဆိုးရလူပဲဖြစ်ဖြစ်ကရလူပဲဖြစ်ဖြစ်ဟိုငွေကြီးအရလဲတကြံဆိုရင်အများကြီးရနောက်တစ်ခုကတကြံပွဲမှာစင်တွဲပြီးတော့ဆိုးလိုက်ရမှာတီးလိုက်ရမှာအဲ့အနည်းညာသမားဖြစ်ရတာ ਨੇ တကြံပွဲမဆိုးအောင်မတီးရအောင်ဆိုလို့ရှိရင်အဲ့လူကဘုံဝင်မကြအောင်လုံးဝအဲ့ဒါ100%ဟိုလူပညာသမားအားလုံးရှင်ထဲမှာရှိကြတာပေါ့နော်နောက်ဆုံးဘာပွဲမှမရတော့ဘူးဆိုရင်တော့အဲ စိတ်သာဝင်တာတို့တရားတော့အာထုတ်တာတို့လုပ်ကြတာပေါ့ဆိုတော့တချို့ကလည်းရည်ရွယ်ပြီးတော့အာဒီနေ့ကတော့ငါနားမယ်အဲတရားစခန်းဝင်မယ်ဆိုတာမျိုးလည်းရှိကြပါတယ်ဒါနဲ့အလွင့်မြန်သမားတော်တော်များများတော့တကြံတချေလေးအခုတကြံနားလေးတို့ဟိုစူပါမတ်ကတ်တွေပါရတော့တကြံစင်းလေးကြားရတာနဲ့တကြံဘူးကထားနေပြီကျွန်တော်ကဒီနေ့မပြောတတ်သေးဘူးမပြောတတ်သေးဆိုတော့ကျွန်တော်စင်ကာပူကနေပြီးတော့လေကျွန်တော်ဟိုဟာဆက်သွင်းနေတကြံဘွဲကိုဖိတ်ထားသေးတယ် အာကျွန်တော်အဲ့ဒါကိုသွားပြစ်မယ်မသွားပြစ်ဆိုတော့ကျွန်တော်ကိုကျွန်တော်အဆိုးမရသေးဘူးဟိုဘာမှမ stable တော့ကျွန်တော်မဖြစ်သေးပါဘူးအာဟိုပေါ့ confirm ဖြစ်တဲ့နေရာလို့လည်းမတက်မထားသေးပါဘူးဗျာတကြမ်းဆိုမြန်မာလူမျိုးရဲ့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်တကြမ်းဆိုပြီးဆိုလို့ရှိရင်ဒါမန္တလေး မြို့မဒါတန်းမြင်တာပဲလေမန်းရန်စုံမန္တလေးကိုပဲဟိုလူတွေကရင်ထဲမှာစွဲနေတာပေါ့မန်းတောင်ကြီးခုမှာဟိုအခုချိန်ထိနှစ်ပေါင်းမြောက်များစွာဒီသချင်းကိုမကြော်နိုင်သေးဘူးဟိုသကြံမဟုတ်တာတော့မှတခုပွဲသိမ်းတော့မယ်ဆိုလို့ရှိရင်မြန်နိုင်တာသချင်းကတော့ဒါမယုံနိုင်ဘူးအခုချိန်ထိမယုံနိုင်ဘူးပေါ့နော်ဆိုတော့သကြံဆိုတာနဲ့အရင်ဆုံးမြင်တာကတော့မန္တလေးပဲပေါ့နော်မန္တလေးမန္တလေးသချင်ပေါ့နော်သချင်ကဆိုလဲတူတူကြကြဒါကျွန်တော်တို့ဘွားတစ်ယောက်တော့မှာတော့သချင်မူး ကဒါဟိုတကယ် train back အကောင်းဆုံးပေါ့နော်အခုနောက်နောက်ပိုင်းကျတော့ဒီဘလော့ကပွဲတွေပါတော့ဟိုဆက်ဆိုင်ကာလီတော်တော်ကောင်းတယ်လीဆိုတော့အဲ့ဒါမင်းနဲ့ပေါ့နော်တကယ်ဟို train back နေတော့တကြံမှုကတော့လူတိုင်းရင်ထဲမှာအဲ့ထက်သချင်းတွေကစာဆွဲလန်းနေလွန်ခဲ့တဲ့အဲနှစ်ပေါင်း20ကျော်အစိတ်လောက်ကကျွန်တော် series တစ်ခုလုပ်ဘူးလေ အဲ့ဒီတော့ကတော့ဟို VCD ခစ်တောင်မရောက်သေးဘူးကက်ဆက်တစ်ခုခစ်ပဲရှိသေးတယ်အဲ့ဒီအချိန်မှာဟိုကုမင်းအောင်လည်းရှိရကုမင်းအောင်ရဲ့အနိုင်ရဲ့အောင်သူရဲ့နောက်ဟွာပေါ့နီနီဝင်းရွှေရဲ့မေစုရဲ့မေစုရဲ့မေရွာရဲ့နောက်ကိုစိုးလွန်လွန်ပါတယ်အဲနောက်ကျွန်တော်ကတပုတ်စုမယ်ဆိုပြီးတော့အဲ့ဒီစီစီတခုလုလုခဲ့ဘူးလေပေါ့နော်အဲမမရဆိုလို့ရှိရင်အဲ့မှာတော့ကျွန်တော်စုမဲ့တဲ့ချင်းလေးကျွန်တော်အတန်သွင်းနေတာခင်စပယ်ဦးတည်တယ်ဆိုတော့အတန်သွင်းနေတော့ အာကုလွမ်းမှုရရောက်လာကုဆိုးရနေတော့နားထောင်အပြည့်နဲ့နားထောင်ကျွန်တော်ဆိုတာနားထောင်လို့အာကျွန်တော်လှမ်းခေါ်အဲရောင်နဲ့ရှန်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 လုံးလာခဲ့တော့တော့တဲ့အဲ့ဒီချိန်ကကြိုက်တယ်မင်းမဆိုတဲ့ငါငါငါဆိုရကွာဆိုတော့သူကစကားပြောလို့ရှိရင်အဲ့အဲ့ဘူးလီပြောတယ်ပြောတတ်တာဟုတ်အဲ့ဒါနဲ့အဲ့ဒီချိန်လေးကိုသူ့ပေးဆိုတော့ဟာဗျာဟာတချင်းကလေအာကျွန်တော်ဆိုလာတဲ့အစပေါင်းများစွာအရန်ကောင်းတာဆရာခြေစင်းလေးနဲ့သူကအလွမ်းပုံစံမျိုးတွေအိမ်မက်စီတပံပုံစံမျိုးတွေနှလုံးသားတွေကတိခတရား နှလုံးသားရေကတိခတရားကျွန်တော်နှလုံးသားရေကဥတီခတရားတစ်ခါတစ်ခါရောက်လာဖို့အတွက်ဘရဝါနိုင်နိုင်ပြွင့်ရင်အာလူပျော်ရှင်မြူအတာတကူရောက်ခဲ့ပြန်ပြီတစ်ခါရင်မာတွင်ကြီးတဲ့တဲ့ တန်ရုံးစုရဲစကားကအမေရိကခန်းစားကသဇနာနီးရင်စိတ်စင်ကတန်တာမိတယ်ဦးတီခတရားဦးတီခတရားရင်မချစ်တော့ကိုကျွန်တော်ရင်မချစ်တော့ဦးတီခတရားအဲ့ဒီချင်းလေးကအဲ့တော့ကဆက်ခွေခစ်ဆိုတော့ဟိုအရင်ပောက်ထွက်သွားတဲ့ခါမျိုးတော့မဟုတ်ဘူးနော်ဒါနဲ့ချင်းလေးကတော်တော်ကောင်းတယ်အာဒီနေ့လည်းမှတ်မှတ်ရရ ကျွန်တော်အခုစင်ကာပူသွားရင်းနဲ့တချမ်းချင်းတို့ရေးခဲ့တယ်ဗောနော်အဲမကြခင်မှာအဲ့ဒီချင်းတွေထွက်လာလိမ့်မယ်သူတို့ YouTube ပေါ်မှာလည်းတင်လိမ့်မယ်အဲ့ဒါတော့နိုင်ငံသားရောက်မြန်မာများပေါ့နော်ဆိုဟိုပြပမှာအလုပ်လုပ်နေတဲ့မြန်မာတွေတချမ်းရောက်ပြီဆိုလို့ရှိရင်မြန်မာပြည်ကိုလွှမ်းနေဆိုတဲ့အကြောင်းကိုရေးထားတာဗောနော်အဲတချမ်းချင်းခါရောက်ပြီဆိုလို့ရှိရင် အာရွှေရုံဖျားကြီးလက်လွမ်းတယ်ကန်တော်ကြီးနဲ့အင်းရောက်လက်လွမ်းတယ်မန္တလေးကျုံကျုံကျုံပတ်လေကိုလက်လွမ်းတယ်အညာမှာရှိအညာစကြံလက်လွမ်းတယ်အေးရဝတီရေစလာနီမြေကန်တပြေကအေးရဝတီတချက်ကိုလက်လွမ်းတယ်အဲ့တော့ဟော ဒါကြောင့်မူရုပ်ရှင်ကြည့်ပြီးတော့လည်းလွမ်းဒါကြောင့်ဆိုလို့ရှိရင်မြန်မာပြည်ပြောင်းခြင်းနဲ့တတိယတယ်ပေါ့အဲအဲ့ဒီအကြောင်းလေးရေးထားတာအဲ့ဒါဟိုဘောတိသက်ရှင်တိတိသိမ့်တယ်ပေါ့နော်အဲ့အဲ့အမဆုဘူးကျွန်တော်ရေးပြီးခဲ့တဲ့အချိန်မကြခင်အဲထွက်ထွက်လာပါလိမ့်မယ်ဟောဒီမှာဒီနေ့အတန်သွင်းတာကတော့ဒါကြောင့်ချင်းပေါ့ပြိုင်မုန်းဝင်ဒါကြောင့်ချင်းဒီပါတယ်နောက်မန္တလေးမှာအာသူကဟိုပေါ့ဟိုကျွန်တော်မိတ်ဆွေတယောက်ကသူ့ရဲ့မွေးရဇာတိမျိုးကိုကျေးဇူးဆက်တဲ့အနေနဲ့ တရားကြီးအကြီးတောင်းတဲ့ချီပြီးအကုန်ခံတော့တရားထိုးလို့တူတာပေါ့နော်တူတဲ့တရားကြီးဖွင့်ပွဲအတွက်ကျွန်တော်ဂုံပြုတခြင်းရေးပေးတာပေါ့နော်အဲ့အရာတွေအတွင်အတန်သွင်းတာပေါ့ဒီနေ့ရတော့အခုနောက်ပိုင်းကျတော့ဇလန်လွဲခေစားလာဇလန်လွဲဇဝင်တီးတွေပါကျွန်တော်ရေးရတာပေါ့နော်အဲကျွန်တော်အတက်တူရဲ့အတန်ကိုနားထောင်လိုက်ပြီးတော့သူနဲ့လိုက်ဖက်မဲ့အဲပေါက်နေတဲ့တခြင်းမျိုးအတက်နိုင်သူကြိုးစားပြီးတော့ကျွန်တော်ရေးပေးရတာပေါ့နော်ဆိုတော့ရေးတဲ့တခြင်းတိုင်းပေါက်ပေါက်မယ်လို့လည်းဘယ်လို့မှမဖြစ်နိုင်ဘူးလीအဲ့တော့ဒါပေမဲ့ ဟိုကိုယ်စိတ်ထဲမှာတော့ရေးတဲ့ခြေချင်ပေါက်အောင်ဆိုတဲ့ရည်ရွယ်ချက်တော့အမြဲတမ်းထားရတာပေါ့ထားပြီးတော့အဲ့ဒါတွေကိုအကောင်းဆုံးပြောင်းလို့ကျွန်တော်စူးစမ်းပြီးရေးရတာ